လူတွေကအစားအစာကြောင့်မလို့လို့ကျွန်တော်ကသွားပြီးတော့မြင်တယ်သူရဲ့ဖြစ်တည်ပြက်ယောဂဘာလို့ဘာကြောင့်ဖြစ်လာလဲဆိုတော့အမေမွေးတော့အကောင်းမဲ့ကိုကဘာလို့ဝါလာလဲအစီအမြားကြီးစားလို့ဝါလာမယ်အဲ့လိုမျိုးရှိမှာပေါ့နော်ဘာလို့စီကျိုးဖြစ်လာလဲကိုဝါလာတာကိုမထင်ဘူးဒီအဝါကနေပြီးတော့ကျွန်တော်စီကျိုးတွေဖြစ်တယ်သွေးတိုးတွေဖြစ်တယ်အဲ့ရနေပြီးတော့ဘာဆက်ဖြစ်တာလဲဆိုတော့အချိုတွေပဲဆက်စားတယ်ကြောက်ကက်ပြက်တယ်ကြောက်ကက်လဲရတယ်ကြောက်ကက်ဆေးရတယ်ကြောက်ကက်အလူရှင်တွေလိုက်ရှာတယ်အဲ့လိုမျိုးတွေပေါ့နော်မျိုးလုံးတွေဝါတယ်တိမ်ဆွဲတယ်ဆိုတော့အဲ့ဒီပြဿနာတွေအကုန်လုံးကကျွန်တော်ဘယ်ရဆလာလဲဆိုတော့အစားအစာစတယ် โอเคဒါကတော့ဒေါက်တာရဲ့ founder ဆရာပြည့်ဖြစ်ပါတယ်โอเคအဲဒီနေ့ကတော့ကျွန်တော်ဒေါက်တာနဲ့အာကျွန်တော်တို့ရဲ့ပထမအဦးဆုံးစပြီးတော့ဒီ writer တွေလုပ်ဖြစ်တာပေါ့เนาะဒီလူတွေအလူရှင်တွေကိုကျွန်တော်ဒေါက်တာကနေပြီးတော့မနက်စာလေးစီစဉ်ပေးတဲ့အလူရှင်လေးပါโอเคဟုတ်ကဲ့ပထမဆုံးကတော့ get feeling ပေါ့ကျွန်တော်တွဲခြင်းလို့ဟုတ်ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့ brand ambassador ရှာရှာတဲ့အခါမှာကို branding နဲ့ဟို ပုံရိပ်ဟက်မဲ့လူမျိုးဆိုရင်တော့ပိုကောင်းမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ business အမြင်နဲ့အဲပထမဆုံးစပြီးတော့စဉ်းစားတော့ဘု branding နဲ့ level match ဖြစ်မဲ့လူမျိုးတို့ပိုကောင်းမယ်ဆိုတော့ဆရာဝန်လေးဖြစ်ရမယ်အဲဩဇာ power လေးရှိရမယ် communication လေးကောင်းရမယ်သဘောလေးကောင်းရမယ်ဆိုတဲ့ဟာတွေနဲ့ဆိုတော့အများကြီးပြည့်ကြည့်ကြမလို့ပါဘူးဟိုကဘေးနားမှာနေရှိနေတာကျွန်တော်အမျိုးသမီးရဲ့အတူတူစကားတွေ့ရိုက်မှုတဲ့အခါကျတော့အမျိုးသမီးကကျွန်တော်ပြောပြတယ်ဘေးနားမှာနေရှိတယ်အာဟုတ်လားလို့အဲ့ဒါကိုအကိုနဲ့တော့တွေ့အောင်မယ်ဆိုပြီးတွေ့ရင်းနဲ့မှာ ဒီလိုဖြည်းဖြည်းလေးစဖြစ်သွားတာခင်ဗျအဲဒေါက်တာဆိုတာကဟိုဒေါက်တာရဲ့အတူကောက်ပေါ့နော်ဒေါက်တာနည်းရောက်ဆိုတဲ့ပုံစံလေးဖြစ်ပါတယ်ဒီပြီးတော့အဲဒေါက်တာဒီအပေါ်မှာဆိုရင်ဒီလို chef အောက်ထုတ်လေးကျွန်တော်တို့တင်ထားတာလေးရှိတယ်ပေါ့နော်ဒီဟာဒီကောင်လေးက chef ပေါ့ဆိုတော့ဒေါက်တာ၂ရောက်ကျွန်တော်တို့ပေါင်းတယ်ပြီးတော့ chef easy chef ပေါ့ executive chef လို့ခေါ်တယ်အဲသူ့ရဲ့ level professor level လောက်ရှိကြပါဘူးနော်သူတို့တန်းနေမှာဆိုရင်တော့ကျွန်တော်တို့၃ရောက်အဲ့လိုမျိုးပူးပေါင်းပြီးတော့ငါတို့လူနာတွေကိုအဲအဓိကလုပ်ပေးကြမယ် တော့ weight loss တွေ weight gain တွေကအရင်များလုံးအားကြီးတယ်အဖွဲ့တွေအများကြီးပဲဆရာမမဟုတ်လဲလုပ်နေကြတာပဲဒါပေမဲ့လူသားကြီးကတော့ဘယ်သူမှလုပ်ပေးတဲ့သူမရှိဘူးဘယ်သူမှတောင်းဝန်ခံပြီးတော့တောင်းဝန်ယူပြီးတော့လုပ်ပေးနေတဲ့အဖွဲ့မရှိဘူးဆိုတော့ကိုယ်တိုင်လူသားဖြစ်လာရင်ရောဆိုဆိုတော့ကိုစဉ်းစားကြည့်လိုက်တော့မရှိဘူးမရှိတော့ okay မရှိဘူးဆိုရင်ငါတို့ရှိအောင်လုပ်ကြမယ်လူသားတွေအတွက်ဆိုပြီးတော့ကျွန်တော် focus ကလူသားတွေအတွက်ကိုအဓိကထားရတာပေါ့နော်လူသားတွေအတွက်အဓိကထားပြီးတော့ကြံတဲ့ဟာတွေပါအကုန်လုံးစုံရတယ်အဲဆရာဝန်အိမ်ပြင်ပြီးတော့ကြည့်လို့ရမယ် nutritionist တွေအိမ်ပြင်ပြီးတော့ကြည့်လို့ရမယ်အာဟာရဆိုင်ရာတွေအကုန်လုံး စီမံပေးလို့ရတယ်စီမံပေးတဲ့ဟာကိုလည်း kitchen ရှိတဲ့ခါကျတော့စီမံပေးတဲ့အတိုင်းကို kitchen ကချက်ပြီးတော့အိမ်နံရောင်ရောက်တကားရှိကိုတောက်တောက်ခုပြီးတော့ခောက်ပြီးတော့ရောက်တဲ့အထည်ကိုကျွန်တော်တို့ကလုပ်ပေးလို့လုပ်ပေးနေတယ်ပေါ့နော်အခုဆိုရင်တစ်နှစ်ရှိပါပြီခင်ဗျာဟုတ်ကဲ့ဟုတ်အိမ်မှာလဲလဲလျောင်းနေတဲ့လူနာတွေရှိမယ်ပြီးတော့ဒီကုမုံဆောင်ပကြီးတဲ့တွေရှိမယ်နောက်နာတာရှိယောဂစီဂျိုတို့သွေးတိုးတို့ကြောက်ကက်တို့နှလုံးတို့ ဲ့လိုလူနာတွေအတွက်ဆိုလည်းရှိမယ်ဗျဟုတ်ဆိုတော့ယောဂအနေအနေနဲ့ဆိုရင်တော့ဘယ်ယောဂမဆိုကျွန်တော်တို့ကလုတ်ပေးနိုင်လုတ်ပေးနေတယ်ပေါ့နော်အခုလုတ်ပေးနေတဲ့အထက်မှာဆိုရင်ကင်ဆာလူကီးမီးယားဖြစ်နေတဲ့လူနာတွေရှိတယ်ဒီဒီဘေးနာဝတ်ထဲကိုပဲကျွန်တော်တော်တော်ပုတ်ပေးနေရတာပေါ့နော်အဲ့ဒါရှိတယ်ပြီးတော့အသေးစီဖုံးတာတွေရှိတယ်ဘီဘိုးကြောင့်မလို့အသေးချောက်ပြီးတော့အဟိုအသေးချောက်တဲ့ဟာကိုပြန်ကျခြင်းလိုမျိုးရှိတယ်သွေးထဲမှာအစီများနေတဲ့လူနာတွေရှိတယ်ပြတော့ကြီးတို့အရန်တက်နေတဲ့ဟိုဘလူးမထိန်လို့မရဘူးတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ဖြစ်နေတယ်ဆိုတော့ဒီမီးလ်ကိုတေချာလေး စားပြီးတော့မှထိန်းတဲ့လူနာကြီးလည်းကျွန်တော်မှရှိတယ်ပေါ့နော်ကျွန်တော်လူနာအများစုကတော့လရှိအရှိလိုက်စားတာအခုတလလေးစားမယ်ခဏလေးစားပြီးတော့ဟို drop လုပ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လရှိစားနေတာအခုဆို6လစားနေတဲ့လူဆို3 5ယောက်ရှိတယ်8လတိစားနေတဲ့ဟိုဖွားကြီးလည်းရှိတယ်8လစားတိုက်ပြီးတော့ခုလည်းဒီလည်းစားစားနေတယ်ပေါ့နော်အဲ့လိုမျိုး customer right customer တွေပေါ့နော်ဒါဟိုဘဟိုအသင့်ပြပါတယ်ဆိုပြီးအားပေးနေတဲ့ customer တွေပေါ့ client တွေပေါ့နော်အဲ့လိုမျိုးရှိပါတယ် တရက်ကိုကျွန်တော်တို့၅ကြိမ်လောက်ခွဲပြီးတော့ကျွေးပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဗမာလူမျိုးတွေအနေနဲ့ဆိုတော့ breakfast ရယ် lunch ရယ် dinner ရယ်ရှိမယ်အဲ့ဒီဂျားထဲမှာမှကျွန်တော်ကနှစ်ခုထပ်ပြီးတော့ထည့်လိုက်တာ juice တွေထပ်ထည့်လိုက်တယ် calorie juice တွေပေါ့နော်အဲတောက်လိုက်တယ်အရင်အားရှိသွားတယ်အားပြည့်သွားတယ်ဆိုတော့ calorie juice တွေပါမယ်ပြီးတော့ snack တွေပါမယ် snack ကိုလည်းမျိုးစုံပေါ့မြန်မာမုန့်မျိုးစုံပါတယ်အင်္ဂလိပ်မုန့်မျိုးစုံ pudding cranberry အဲ့လိုမျိုး something like that ပေါ့နော်အဲနိုင်ငံရေးအကြီးအကဲတွေစားတဲ့ဟိုသူတို့ပဲ သူတို့ချက်ကျွေးရတဲ့ဟာတွေတော့မှကျွန်တော်တို့ဒီမှာရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော် chef ကအဲ့လိုမျိုးချက်ကျွေးလာခဲ့။အဓိကကတော့ကျွန်တော် lemon dragon မှာတဲ့ဟိုဒါကိုဆောင်ဝင်ချင်းချင်းနဲ့ဖြစ်တယ်ပြီးတော့တကယ်တမ်းစားဟိုမစားခင်မှာကျွန်တော်အစကားတွေပြောကြည့်ရပေါ့နော်။မြန်သူစနစ်တဲ့စကားပြောတေချာကျွန်တော်တို့တေချာတွက်ချက်ပေးပြီးတော့ပြင်ဆင်ပေးတယ်။အဲ chef ကလည်းတကယ်ကိုစားကြည့်လိုက်တဲ့အခါမှာအရန်သဘောကျတယ်ယုံကြည်မှုတွေရှိတယ်အဲအဲ့အတွက်ကျွန်တော်လက်တွဲဖြစ်တာပါဟုတ်အကျန်ပေးတင်တယ်ဆိုကျွန်တော်ကိုယ်တိုင်ကစိုင်ဖွင့်မှုတဲ့လူတယောက်ပေါ့နော် အဲကျွန်တော်အမခံတယ်အရသာနဲ့ပတ်သက်ပြီးတော့အရန်ကြိုက်တယ်ကျွန်တော်လေအဲကျွန်တော်တို့ဒါဟိုကျွန်တော်ထင်တာကတော့လူပမာသားတွေလို့ထင်တာပေါ့နော်စီမပါစားမပါနဲ့ဖြူဖြည်းဖြည်းကြီးတွေထင်တာမဟုတ်ဘူးတကယ်ကို restaurant တွေမှာခုနအဲ့လိုတကယ်ဆိုင်ကြီးတွေမှာ hotel တွေမှာစားရတဲ့အရသာမျိုးကိုကျွန်တော်ကြရတယ်။ရစားရတဲ့အခါမှာလေဟုတ်အဲကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ဟိုဘယ်လိုပုံစံနဲ့ဟို pride လေးတက်နိုင်တာလေးလုပ်ရမလဲပေါ့နော်အဲ့လေးစဉ်းစားနေရနေမှာဆရာပြေးရနေမှာဒီမှာတွေးတူတဲ့ season နေ့ရှိရဆိုတာသိရတော့ ကျွန်တော်ရွေးချယ်ပြစ်သွားတာပေါ့နော်ဟုတ်ဟုတ်ကဲ့မြတ်ဟုတ်ကျွန်တော်တို့က plan B တောင်မရှိသေးဘူး plan A နဲ့နေမဲ့တော်တော်လေးအဆင်ပြေနေတဲ့ခါကျတော့ plan B ကိုတော့စဉ်းစားဖို့အချိန်မရှိလိုက်ဘူးပေါ့နော်ဟိုအခုလက်တွဲနေရလဲအကုန်လုံးအဆင်ပြေတယ်အဲကိုကိုရိုင်းကလည်း commercial video လေးတွေစိတ်ပါလက်ပါနဲ့ရိုက်ထားပေးတယ်ပေါ့နော်ဟိုဘယ်လိုပြောရမလဲကိုကိုလည်းကိုပေးနိုင်တာကိုပေးတယ်သူလည်းသူပေးနိုင်တာသူပေးတယ်ဝင်းဝင်း situation ကျွန်တော်တို့သွားကြတယ်ဆိုတော့လေအများကြီးစကားပြောကြတာတိတ်ပြီးတော့မရှိဘူးဟိုတခုခုဆိုရင် တယောက်နဲ့ကြောင့်မေးလိုက်တယ်အခုကျွန်တော်ဒါလုပ်ချင်တယ်အခုလုပ်ပေးနိုင်လားမလုပ်ပေးနိုင်ဘူးဆိုလည်းဘယ်သူမှစိတ်ဆိုးမနေဘူးအဲ့တော့အဲ့လိုမျိုးအပြန်အလှန် respect လေးနဲ့ကျွန်တော်တို့သွားကြတဲ့ခါကျတော့အဆင်ပြေပါတယ်ခင်ဗျာဟုတ်အဓိကတော့ကျွန်တော်ပြောရတဲ့လိုပေါ့ဆရာဝန်တွေဖြစ်နေတဲ့အခါမှာဆရာဝန်တွေဖြစ်တယ်ပြီးတော့အာ brighter စိတ်ရှိကြရတယ်ပေါ့နော် brighter စိတ်ရှိကြရတဲ့ဆရာဝန်တွေဖြစ်တဲ့အတွက်ဒီလူနာတွေပေါ်မှာဟိုဆရာဝန်တယောက်အနေနဲ့ပေါ့ brighter စိတ်တဲ့ဆရာတယောက်အနေနဲ့ရောဟိုလှုပ်ထားလေးမြင်ရတယ်ကျွန်တော်ဟို activity တွေလည်းရှိမှအများကြီးလုပ်ခဲ့တယ် အဲ့ဒီပုံမှာယုံကြည်မှုရှိတယ်ကိုကိုယ်တိုင်နဲ့စားကြည့်တဲ့အချိန်မှာတကယ်ကိုအာယုံကြည်တဲ့အတွက်လက်တွဲပြတာပေါ့ဆိုတော့လေဟိုကျွန်တော်ပြောချင်တာလေ topic လေးတစ်ခုရှိပါတယ်10မိနစ်နဲ့10မိနစ်လောက်ပါပဲပြောလို့ရလားမလားဆိုတော့ဗာလဲဆိုတော့လူတွေကဒီအစားအစာကြောင့်မလို့စိတ်ယုံစိတ်ကန်းနေညီမတို့ကြောက်ခူးကြပါမှာသွားကြည့်လိုက်ရင်ဦးချဲလေးတွေနဲ့လူတွေကအစားအစာကြောင့်မလို့လို့ကျွန်တော်ကသွားပြီးတော့မြင်တယ်သူရဲ့ဖြစ်တည်ရဲ့ယောဂါဘာလို့ဘာကြောင့်ဖြစ်လာလဲဆိုတော့အမေမွေးတို့ကအကောင်းမဲ့ ုကဘာလို့ဝါလာလဲအစီအများကြီးစားလို့ဝါလာမယ်အဲ့လိုမျိုးရှိမှာပေါ့နော်ဘာလို့စီဂျိုဖြစ်လာလဲကိုဝါလာတာကိုမထိန်ဘူးဒီအဝါကနေပြီးတော့ကျွန်တော်စီဂျိုတွေဖြစ်တယ်သွေးတိုးတွေဖြစ်တယ်အဲ့ရနေပြီးတော့ဘာဆက်ဖြစ်တာလဲဆိုတော့အချိုတွေပဲဆက်စားတယ်တောက်ကက်ပြတ်တယ်တောက်ကက်လဲရတယ်တောက်ကက်ဆေးရတယ်တောက်ကက်အလူရှင်တွေလိုက်ရှာတယ်အဲ့လိုမျိုးတွေပေါ့နော်မျိုးလုံးတွေဝါတယ်တိမ်ဆွဲတယ်ဆိုတော့အဲ့ဒီပြဿနာတွေအကုန်လုံးကကျွန်တော်ဘယ်ရဆလာလဲဆိုတော့အစားအစာဆက်အစားအစာတွေကဘယ်ကောင်မှစတာလဲဆိုတော့ကျွန်တော်တို့ပိုးသက်ဆေးတွေရှိမယ်ပိုးသက်ဆေးတွေကဟိုတေချာပြောင်းလို့မဆေးနိုင်ဘူးဆိုရင်ရှိမယ် နောက်တစ်ခုကဒီတာရှီကန်အောင်လုပ်တဲ့ဆေးတွေပေါ့နော်တာရှီကန်အောင်လုပ်တဲ့ဆေးတွေ preservative တွေအဲ့ကောင်တွေကလည်းအများအတန်းတာရှီကန်လုလုံနေမယ်ခေါက်ဆက်၆တွေပဲနေတိုင်းစားနေမယ်ဆိုသမင်ကျွတ်မှာပေါ့တေးကြတယ်ကျွန်တော်တင်မောသားတွေသွားကြည့်ကရုံးနေကြီးပဲအကုန်လုံးကြောင်နေကြီးပဲအားကြောင့်လဲဆိုဒီဓာရီကို native တူပါစားနေရစားလို့မရမဟုတ်စားလို့ရတယ်လိုအပ်တဲ့ limit ကိုပူပူပူပြီးတော့စားနေရတဲ့အခါကျတော့ဒီယောဂါတွေစပြီးတော့ဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လူတွေကိုကျွန်တော်ဟိုဟိုက remind လုလုချင်တာကဟို healthy ဖြစ်တဲ့အစားအစာကိုရွေးပါ balance ဖြစ်တဲ့ဟာကိုရွေးပါဟိုစီစီစားတကြဒါတွေအကုန်လုံးကိုထောက်ပတ်လောက်ကို short ပေးမယ်ဆိုရင်တော့ဒီကိုကျမ်းမာရတော့ပို့ပြီးတော့အဆင်ပြေပါပါ နောက်တစ်ခုကအချုံမုံအချုံမုံစားရသည် sorry အချုံမုံစားရသည်လူတွေကအရန်များတယ်တကယ်စားသင့်တဲ့အချုံမုံပမာဏသည်လက်ဖက်ရည်သုံးသုံးရဲ့လေးပုံတစ်ပုံပဲရှိရဒါသည်တစ်ရက်ကိုအဲ့ကောင်စားပြီးသွားရတယ်ဆိုရင်တန်တဲ့စားတွေတကြားတွေထပ်ပြီးတော့သုံးလို့မရတော့ဘူးเนาะဒီအချုံမုံစားတို့ထပ်ပြီးသုံးလို့မရတော့ဆိုတော့ကျွန်တော်တို့အတုတ်တပွဲမှာစားနေတာကတစ်သုံးနဲ့သုံး ဆိုတော့ဘယ်လောက်ထိ limit ကျော်သွားပြီလဲကျော်သွားတဲ့ဟာကိုဘယ်လောက်အချိန်ကြာကြာကျွန်တော်တို့စားခဲ့ပြီလဲစားခဲ့တာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဘယ်လောက်ဆူဆောင်းပြီးတော့ဘာတွေ effect ပြနေပြီလဲဆိုတော့အဲ့ဒါလေးတွေကိုနည်းနည်းလေးပြန်စဉ်းစားပြီးတော့ဒီအစားအစာလေးစဉ်းကျင်လိုက်မယ်ဆိုတော့ကျမရေးလေးရေရှည်ကျမကြီးပေါ့နော်ဟိုအသက်ကြီးလာကျမကြီးအဆင်ပြေပါမှာကောင်းပါမှာလို့ကျွန်တော်ပြောချင်ပါတယ်